ဟုတ်ကဲ့ပါခင်ဗျာ။ကြားပြင်းနေမှာဆရာအစ်စ်ဒီခေါ်နေပြီးတနေရာထဲမှာ၅နှစ်ဇက်တိုက်တာဝန်ထမ်းဆောင်မှုခံဝင်လက်မှတ်ရေးထိုးပွဲ မကြခင်ကလွိုက်ကော်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။အဲ့တော့၅နှစ်အခုစခေါ်ကလေးကသူကအကြောင်းအဆင့်တီနေရကိုနော် ABCD E တတ်မှတ်ကြတယ်မြို့ပေါ်ဆို A ပေါ့နော်မြို့နီးစားဆိုရင် B ပေါ့အဲ့လိုမျိုးတတ်မှတ်ကြတဲ့တရားဒါဝေးလံခက်ခဲတဲ့ D နဲ့ E နဲ့ဒေတာတွေကိုတွားပြီးတော့အမှုထမ်းနိုင်ပါတယ်လို့ဝန်ခံချက် ေးနိုင်တယ်။နောက်အဲ့ဒီနေရာမှာပဲအနည်းဆုံး9နှစ်တောင်ထမ်းဆိုင်နေတဲ့လူတွေဒါကအခုဒါသူတို့လည်းဝင်နေတာပြီးထိုးထားတာ။သူအစကလေးကတော့အဲ့လိုပေါ့။အဝေးလက်ခက်ခဲတဲ့နေရာတွေမှာဝင်နိုင်အရာတွေလွတ်နေတယ်။အဲ့ဒီနေရာတွေကိုအစားထိုးခံထားဖို့ပေါ့။ဖြစ်ကပညာရေးဝန်ထမ်းတွေကိုဖြည့်ဆည်းပေးဖို့နဲ့နှစ်ကဒေသခံတွေကိုအလုပ်ကန်ခွင့်လမ်းတွေရရှိဖို့အတွက်ရည်ရွယ်ချက်တွေနဲ့ဒီဒီအစီအစဉ်ကိုလုပ်တာ။ကြရားပြည်နယ်ကကျောင်းတွေအတွက်ဆရာတွေအပြင်ကျောင်းဆောက် ဓာတ်ခွဲဝန်ထမ်းရုံးကူစတဲ့ပညာရေးဝန်ထမ်းတွေလည်းလိုနေတာပါ လွိုက်ကော်မှာပညာရေးဝန်ထမ်း400ရှောက်ထားခဲ့ပြီးတခြားမြို့တွေမှာလည်းရှောက်ထားနေကြပါပြီဆရာဆရာမတွေကျောင်းတိုင်းမှာမလုံလောက်တဲ့ပြဿနာ ဖြေရှင်းဖို့အလုပ်လက်မဲ့ဆယ်တန်းအောင်ပြီးသူနဲ့ဘွဲရသူတွေကိုနေစားလာရှင်းစနစ်နဲ့လူတွေ့မင်းမြတ်မှုတွေကြားပြင်းတဲ့ခုလုံးမှာပြုတ်လုံနေပါပြီကျွန်တော်မောင်တူပါ